ကျွန်တော်ကတော့ဦးမျိုးမွန်းထွန်းခေါ်ပါစီပြင်းဖြစ်ပါတယ်လူလူပါတီဘိုလ်လုံးမှုဆောင်ဖွဲ့ဥက္ကရာတူဖြစ်ပြီးရန်ကုန်တိုင်းဒေသကြီးမင်လာရုံမြို့နယ်ပြည်သူ့လွတ်တော်မဲစန္ဒနယ်မှာဝင်ရောက်ရှင်ပြိုင်မဲ့လွတ်တော်ကိုယ်စားလှောင်းဖြစ်ပါတယ်2025ခုနှစ်ဒီဇင်ဘာလမှာကျင်းပမဲ့ရွေးကောက်ပွဲကြီးမှာလူလူပါတီအနေနဲ့မင်လာရုံမြို့နယ်ပြည်သူ့လွတ်တော်မဲစန္ဒနယ်ရွှေပြည်သာမြို့နယ်ပြည်သူ့လွတ်တော်မဲစန္ဒနယ် ကြည်မြတိုင်းမြို့နယ်ပြည်သူ့တော်မဲဆန္ဒတွေနေရီမှာဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပါတယ်မဲဆန္ဒရှင်ပြည်သူပေါင်းတို့ခမညာကျွန်တော်တို့လူမှုပါတီအနေနဲ့ပြည်သူလူမှုအတွက် တင်ပြပါကိစ္စရပ်တွေကိုဆောင်ရွက်ခွင့်ရကြင်ပါတယ်နိုင်ငံတော်အတွင်းထာဝရငြိမ်းချမ်းရေးတရားဥပဒေစိုးမိုးရေးနဲ့ရက်ရွာအေးချမ်းတာယာကြီးစောက်ဝနေကြီးကျမ်းမာကြီးပညာကြီးစိုက်ပျိုးမွေးမြူရေးနဲ့စီးပွားရေးလုပ်ငန်းများကို အကောင်းဆုံးဖြစ်အောင်ပေါ်ဆောင်ခွင့်ရကြင်ပါတယ်။ကမ္ဘာနိုင်ငံတွေကကွန်ပျူတာခေတ်အင်တာနက်ခေတ်တွေကျော်လွန်ပြီး AI ခေတ်ကိုတောင်ရောက်နေပြီ။စက်ရုပ်တွေမောင်းသူမဲ့ကားတွေဒီဇယ်ဓာတ်ဆီကားတွေကနေလျှက်စစ်ကားတွေအာကာသခီးသွွားလုပ်ငန်းတွေအာကာသနယ်ပယ်သစ်ချဲ့ထွင်မှုတွေအင်အားကြီးစစ်လက်နက်တွေလက်နက်စမ်းတွေအလူရဲ့ဖန်တီးတိဆောက်နေကြတာနေ့စဉ်နဲ့အမျှဖြစ်ပါတယ်။အင်အားကြီးနိုင်ငံကြီးတွေ ပဝန်းကျင်နိုင်ငံတွေရဲ့တိုးတက်မှုတွေကိုကြည့်ရင်နိုင်ငံသားချင်းချင်းမသိမျက်မှု လက်နက်ဆွဲကင်တဘုံထမှုတွေခြုံငိမ့်ပြီးမှရလာတဲ့အသီးပွင့်တွေဖြစ်ပါတယ်ကျွန်တော်တို့နိုင်ငံကငြိမ်းချမ်းပြီးအေးချမ်းသာယာဖို့အချိန်တန်ပါပြီနှစ်ပေါင်း80ကျော်ကြာ ဖြစ်ပွားနေတဲ့တိုင်းရင်းသားချင်းချင်းမသိမျက်မှု အတွန့်ရှိနေမှဆိုရင် တိုင်းပြည်နဲ့ပြည်သူတို့ရဲ့ဘဝများကဘယ်တော့မှတိုးတက်မှာမဟုတ်ပါဘူးတိုင်းရင်းသားညီကိုချင်းချင်း စုတ်ထားတဲ့လက်သီးတွေဖြည့်လိုက်ကြပါလက်သီးစုတ်တွေကိုဖြည့်မယ်ဆိုရင်ရင်ဘတ်ချင်းအပ်ပွင့်လင်းဖို့လိုပါတယ်ငိမ့်ချရင်မရှိပဲတိုင်းပြည်တိဆောက်လို့မရပါဘူးတိုင်းရင်းသားညီကိုချင်းချင်းမငိမ့်ချမှုကြောင့်တိုင်းပြည်လဲနာ ပြည်သူလဲဒုက္ခဝေဖြာခဲ့ကြရပါငိမ့်ချရေးအတွက်ပြည်တော်စုသဘောတူစာချုပ်ဖြစ်တဲ့ NCA သားလင်းတခုတည်းသောလမ်းကြောင်းဖြစ်ပါတယ် NCA လမ်းကြောင်းကနေငိမ့်ချရေးအသီးပွင့်နေဖူးထွက်စေခြင်းပါတယ် မဲဆန္ဒရှင် ပြည်သူပေါင်းတို့ခမညာပညာရေးကန္တာနှင့်ပတ်သက်၍တမျိုးသားလုံးနှိပါစာတက်မြောက်ဖို့လိုပါတယ်အများအပြည့်ကြောင်းနေလို့ရတဲ့အသက်အရွယ်အလုံးကြောင်းနေရပါမယ်လူငယ်တိုင်းစာတက်မြောက်ရပါမယ်လူငယ်တွေစာတက်မြောက်ပါမှဘူသူဒ္ဓရှိမှာပါအမမန်ကိုဝေဖန်နိုင်မှာဖြစ်ပါတယ်လူငယ်တွေပညာစီးပူးတဲ့အခါမှာပညာမသင်နိုင်လောက်အောင် အတားအဆီးဖြစ်နေတဲ့အရာတွေထဲမှာဒေတာလိုက်မငြိမ်းချမ်းမှု ုပ်ချုပ်ရေးမတည်ငြိမ်မှုလက်နက်ကိုင်တောင်းကျမ်းမှုတွေလည်းပါဝင်ပါတယ်ယနေ့အချိန်ရဆိုရင်မငြိမ်းချမ်းမှုကြောင့်လက်နက်ကိုင်တောင်းကျမ်းမှုများကြောင့်စာမတင်ရတဲ့လူငယ်တွေအများကြီးဖြစ်ပါတယ်လူငယ်တွေပညာသင်ယူနိုင်ဖို့ငြိမ်းချမ်းရေးနဲ့လည်းအဓိကသက်ဆိုင်နေပါတယ်ဒုတိယရေးကြည့်တာက လူငယ်တွေပညာသင်ယူနိုင်ဖို့အတွက်စာပေတင်ယူနိုင်မှုအခွင့်အလမ်းတွေလွယ်ကူရပါမယ်မိသားစုတိုင်း စီးပွားရေးပြည်လည်အောင်ဆောင်ရွက်ရပါမယ်မိသားစုတိုင်းသာသမီပညာရေးအတွက်ဦးစားပေးလှူဆောင်ရမှာဖြစ်ပါတယ်ပုဂ္ဂလိကအကြောင်းတွေရဲ့ကြီးမြတ်တဲ့ဈေးစကားတွေလည်းရှော့ချပေးရပါမယ်အစိုးရအကြောင်းတွေမှာလူငယ်အားလုံးပညာသင်ယူနိုင်အောင်ဆောင်ရွက်ရပါမယ်စာသင်ပေးမဲ့ဆရာဆရာမတွေရဲ့အရေးချင်းတွေအရေးသွေးတွေကိုမြှင့်တင်ရပါမယ်ရထဲရွာတဲ့ကြော်စုံမှုရှိတဲ့ပညာတတ်များစာရေးဆရာများ အသိပညာရှင်အတတ်ပညာရှင်များကို အစိုးရစာသင်ကျောင်းတွေမှာအချိန်ပိုင်းစာသင်ကြားခြင်းများကို ဆောင်ရွက်ခွင့်ပေးရပါမယ်။ပုံကူကိုခင်တွယ်မှု အလွန်ကျွံလေးစားမှုနိုင်ငံရေးဝါဒတစ်ခုခုကို အလွန်မင်းယုံကြည်မှုအကြမ်းဖက်လက်နက်ဆွဲကင်မှုနိုင်ငံရေးဝါဒတစ်ခုအပေါ်မှားယွင်းစွာယုံကြည်မှုတိုင်းပြည်ကာကွယ်ရေးအတွက်မဟုတ်ဘဲလက်နက်ကင်သဘုံထမှုတွေဟာအတိတုဒ္ဓ ဘူးတုဒ္ဒမရှိလို့သာဖြစ်ပါတယ်အတိတုဒ္ဒဘူးတုဒ္ဒရှိစီမှုအမားမှန်ကိုဝေဖန်ပိုင်းခြားနိုင်မှုလူငယ်တွေငယ်စဉ်ကတည်းကပညာစည်းပူးရမှာဖြစ်ပါတယ်လူငယ်တွေကို စာသင်ကြားပေးတဲ့နေရာမှာ အမိနိုင်ငံတော်ကိုချစ်မြတ်နိုးတဲ့စိတ်ကိန်းအောင်လာအောင်ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်ပေါ်ပြပါတာဝန်တွေကိုကျွန်တော်တို့လူမှုပါတီက ဆောင်ရွက်ခွင့်ရကြင်ပါတယ်မဲစန္ဒရှင်ပြည်သူပေါင်းတို့ခင်ဗျာ ိုင်ငံတော်ဟာ မြေတယံဇာတပေါ်ကြွယ်ဝပြီးလေယာစိုက်ပျိုးရေးကောင်းမွန်စွာပြုလုပ်နိုင်သောနိုင်ငံတော်ကြီးဖြစ်ပါတယ်။လေယာနှင့်အခြားသည့်နိုင်ငံစိုက်ပျိုးနိုင်အောင်နိုင်ငံတော်ကကမကတပြု ဆောင်ရွက်ရမှာဖြစ်ပါတယ်။လက်မှုလေယာမှဆက်မှုလေယာသို့ကူးပြောင်းသွားတဲ့ကာလမှာပစ္စည်းကရိယာများရဲ့ဈေးနှုန်းမြင့်မားမှု လောင်စာဆီများဈေးနှုန်းမြင့်မားမှုတွေကြီးမားတဲ့စိန်ခေါ်မှုတွေဖြစ်ပါတယ်။လေယာမြေလုံငန်းလုပ်ကင်သူတွေကို နိုင်ငံတော်ကကူညီဆောင်ရွက်မှာဖြစ်ပါတယ်။လေယာဉ်မြေလုပ်ငန်းအတွက်လိုအပ်တဲ့ဆက်ရန်နေရာတွေလောင်စာဆီတွေစိုက်ပျိုးရေးထောက်ကူပြုပစ္စည်းတွေကိုဈေးနှုန်းချူသာစွာရောင်းချပေးရမှာဖြစ်ပါတယ်။လေယာဉ်လုပ်ငန်းတွင်သုံးပစ္စည်းများကို ပုဂ္ဂလိကများကိုလုတ်ကင်ခွင့်မပေးဘဲနိုင်ငံတော်အစိုးရကသာလျင်ထိန်းချုပ်ပြီးဆောင်ရွက်ပေးတင်ပါတယ်။လေယာဉ်လုပ်ငန်းတွင်သုံးဆက်ရန်နေရာများလောင်စာဆီများဓာတ်မြေဩဇာများပို့သက်စီများမျိုးစီများ အခြားထောက်ကူပြုပစ္စည်းတွေဟာပုဂ္ဂလိကလုပ်ငန်းရှင်များရဲ့လေဝကြီးအုပ်မှုများဈေးကစားမှုများကြောင့်လေသမားများအခက်အခက်ကြုံတွေ့နေရပါတယ်။လေသမားများလေယာဉ်မြေမဆိုင်ပြိုးနိုင်ရင်နိုင်ငံတော်ရှိပြည်သူများအတွက်စားနပ်ရိက္ခာအကျက်တန်းနဲ့ရင်ဆိုင်ရပါလိမ့်မယ်။လေယာဉ်လုပ်ငန်းဝင်များနဲ့ပတ်သက်၍အစိုးရမှပြန်လည်ကင်တွယ်သင့်ပါတယ်။မဲဆန္ဒရှင်ပြည်သူပေါင်းတို့ခမညာနိုင်ငံတော်ရဲ့လူဦးရေများပြားလာမှု မြို့ရွာများချက်တွင်လာမှုတွေဟာလည်းလေယာမြေဆုံးရှုံးမှုတွေကိုဖြစ်ပေါ်လာစေပါတယ်မတော်လောဘဖြင့်စီးပွားရေးလုပ်ကိုင်သူများက လေယာမြေများကို ဥပဒေမဲ့အကွက်ရောင်းချမှုများအခြားနည်းအသုံးပြုခွင့်မရှိဘဲလေယာမြေကိုဖျက်သိမ်း၍အခြားလုပ်ငန်းဆောင်ရွက်မှုများကြောင့်လေယာမြေများဆုံးရှုံးမှုကိုဖြစ်ပေါ်စေပါတယ်အစိုးရမှဥပဒေများထုတ်ပြန်ရေးယူဆောင်ရွက်လျက်ရှိတော်လဲ အချို့သောမတော်လောဘစီးပွားရေးသမားများကလိုက်နာမှုမရှိသည်ကို တွေ့ရပါတယ်။ပြင်းထန်ထိရောက်သောဥပဒေများရေးဆွဲ၍လေယာမြေများ ဆုံးရှုံးခြင်းကိုကာကွယ်သင့်ပါတယ်။လေယာမြေများအတွက်လူမှုပါတီကဆောင်ရွက်ခွင့်ရကြင်ပါတယ်။မဲစန္ဒရှင်ပြည်သူအပေါင်းတို့ခမညာယနေ့လူငယ်တွေကနိုင်ငံတော်အတွင်းမှာ မနေဘဲအချို့သော နိုင်ငံတွေကိုတရားမဝင်သွားရောက်နေတာကလည်းကြီးမားတဲ့ပြဿနာတစ်ခုဖြစ်ပါတယ်။ လူငယ်တွေပြည်ရင်းမှာနေဖို့အတွက်လောက်သားကင်သာရှိတဲ့အလောက်ကင်အခွင့်လန်းနေဖန်တီးပေးရမှာဖြစ်ပါတယ်။စိုက်ပျိုးရေးမွေးမြူရေးနိုင်ငံဖြစ်တဲ့အတွက်အလွယ်တကူစိုက်ပျိုးနိုင်အောင်မွေးမြူနိုင်အောင်နိုင်ငံတော်အစိုးရက စီမံဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်မှာကျွန်တော်တို့ပါတီကသဘောကျအကြိုက်ဆုံးအရာတစ်ခုရှိပါတယ်။အခြေခံပညာထက်တန်းကျောင်းတွေမှာစိုက်ပျိုးမွေးမြူရေးကျောင်းတွေတွဲဖွင့်ပေးတာပဲဖြစ်ပါတယ်။ အမျိုးမြင့်ကြီးသောလောက်ရဖြစ်ပါကြောင်းဂုံပြုပြောကြားလိုပါတယ်။အရင်စနစ်ကပညာသင်နေတဲ့လူငယ်တွေဟာရှစ်တန်းကိုတန်းဆယ်တန်းမအောင်တော့ရင်ဘာလို့ရမှန်းမသိဖြစ်နေတတ်ပါလဲ။စိုက်ပျိုးမွေးမြူရေးကျောင်းတွေတွဲရဖွင့်ပေးထားခြင်းအပြင်ရှစ်တန်းကိုတန်းဆယ်တန်းအစစ်မြင့်တန်းတွေမစည်းပူးနိုင်ရင်တောင်မှစိုက်ပျိုးမွေးမြူရေးကို နားလည်ပြီး၎င်းတို့တူးချင်းရဲ့စာဝန်နေရေးမိသားစုစာဝန်နေရေးနိုင်ငံတော်အတွက်အကျိုးပြုလူဒန်းသားတည့်ရထွက်ပေါ်လာမှာဖြစ်ပါတယ်။ ခြေရွာတွေမြို့တွေမှာရှိတဲ့လူငယ်တွေဟာနိုင်ငံရခြားသွားเสียမလိုပါပဲမိမိတို့နိုင်ငံမှာပဲစိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေမှာဝင်ရောက်လုပ်ကိုင်နေမှာဖြစ်ပါတယ်နိုင်ငံတော်အစိုးရအနေနဲ့မွေးမြူရေးဇုံစိုက်ပျိုးရေးဇုံများမြို့နယ်တိုင်းမှာထူထောင်ပေးဖို့လိုအပ်ပါတယ်ရင်းဇုံများထူထောင်ရာတွင်လည်းစီးပွားရေးတမတမများလဝဲကြီးအုပ်မှုမရှိစေရန်စနစ်တကျထိန်းချုပ်ပေးရပါမယ်ပေါ်ပြပါတာဝန်များကို ကျွန်တော်တို့လူလူပါတီကထမ်းဆောင်ခွင့်ရကြင်ပါလားမဲဆန္ဒရှင် ပြည်သူအပေါင်းတို့ခင်ဗျာညီကုန်းကြုံအနေနဲ့ပြောရရင်ကျွန်တော်တို့လူလူပါတီကိုကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေမဲယုံကိုသွားပြီးမိမိကြိုက်ရာပါတီမိမိကြိုက်ရာကိုယ်စားလှယ်လောင်းကိုမဲပေးလိုက်ပါတင့်မဲတပြားဖြင့်တိုင်းပြည်တိဆောက်ပါတင့်မဲဖြင့်အမိနိုင်ငံတော်ကိုချစ်မြတ်နူးကြောင်ပြသလိုက်ပါတင့်မဲဖြင့် ပြည်တော်စုရဲ့အချုပ်အခြာအာဏာကိုကာကွယ်ပါတင့်မဲဖြင့်နိုင်ငံတော်တရားဝါပြောင်းလုပ်ပါတင့်ကြောင့်ရရှိပြီးလွတ်လပ်ရေးကိုမရှုံးမဆုံးရှုံးပါစေနဲ့တင့်ကြောင့်နိုင်ငံတော်ကြီးကမ္ဘာလယ်မှာအွန့်ရှည်တည်တံ့ပါစေအားလုံးကိုကျေးဇူးတင်ပါတယ်